လိန်လယ်မှုအပါအဝင်အခြားပုံမှားတွေနဲ့ကြောက်တရားမြို့နယ်တရားရုံးမှာတရားရင်ဆိုင်နေရတဲ့ Fatherland ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ကိုဘူထောင်မြို့မှာရဲစခန်းမှာလိန်လယ်မှုနဲ့သက်ဆိုင်တဲ့ပုံမှားတွေနဲ့ထပ်မံအမှုဖွင့်ထားလျက်ရှိရလို့သိရပါဗျ။ကြောက်တရားမြို့နယ်အမှတ်၄ရပ်ကွက်ပန်းစိုရန်လန်းအလဲဘလောက်ရှိ အမှတ်၁၈၁မြင်းဆောင်၁၈၈ကညေကျေပေတရာ ပေ၆၀ပေါ်ရှိအဆောက်အုံမှာရခိုင်ပြည်နယ်နေဆောက်လုပ်ရေးလုပ်ငန်းရှင်တဦးက ကျိုးပိုင်းစနစ်နဲ့တိုက်ခန်းနှက္ခန်းကို73400နဲ့ Fatherland ဆောက်လုပ်ရေးကနေဝယ်ယူထားပြီး2013ခုနှစ်ဒီဇင်ဘာလ31ရက်နေ့မှာဝယ်ယူထားသူထံအခန်းအပ်ဖို့တတ်မှတ်ခဲ့ပါတယ်။ဒါ့ပြင်လည်းလဲ Fatherland ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ဦးကျော်မြင့်ကအဲဒီတိုက်ခန်းကိုအခြားသူတဦးထံကိုရောင်းလိုက်တယ်လို့ပြောကြားခဲ့တာကြောင့်တိုက်ခန်းဝယ်ယူထားသူက2014ခုနှစ်ဒီဇင်ဘာလ10ရက်နေ့မှာဘူတထောင်မြို့နယ်ရဲစခန်းမှာလာရောက်အမှုဖွင့်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဝယ်ယူသူဘက်ကစာချုပ်စာရန်အထောက်အထားတွေနဲ့အမှုလာဖွင့်တဲ့အတွက် Fatherland Company ပိုင်ရှင်ဟာလိင်လယ်မှုနဲ့သက်ဆိုင်တဲ့ပုံမှားတွေနဲ့အမှုဖွင့်ခံထားရတာဖြစ်ပါတယ်။ကြောက်တရားတရားရုံးမှာရင်ဆိုင်နေရတဲ့အမှုမှာအာမခံရယူထားတဲ့ဥကြုံမြင့်ကိုဘိုးတထောင်မျိုးမရဲ့စက္ကန်ကဆက်သွယ်ခဲ့ရာလက်ရှိချိန်ထိအဆက်သွယ်မရသေးဘူးလို့ဘိုးတထောင်မျိုးမရဲ့စက္ကန်ကရဲရရှိတဦးကပြောပါတယ်။တိုက်ခန်းပိုင်ဆိုင်မှုမှာကြောက်တရားမျိုးနယ်မှာဖြစ်ပေမဲ့နှစ်ဦးနှစ်ဖက်စာချုပ်စာရန်လုံစိန်က ိုးတထောင်မြို့နယ်အပိုင်းဖြစ်တဲ့ Fatherland ဆောက်လုပ်ရေးကုမ္ပဏီမှလုပ်တာဖြစ်တာကြောင့်ဝယ်ယူသူကပိုးတထောင်ရဲစခန်းမှာအမှုလာဖွင့်တာဖြစ်တယ်လို့သိရပါတယ်။အဲဒီအမှုမတိုင်ခင်မြေပိုင်ရှင်ဖြစ်သူနဲ့ Fatherland ဆောက်လုပ်ရေးကုမ္ပဏီကခင်မီလေးကန်တွဲ12ထက်ခွဲတိုက်ကိုနှစ်နှစ်အတွင်းဆောက်လုပ်ပေးဖို့စာချုပ်ချုပ်ဆိုခဲ့ပြီးမြေရှင်လက်မှတ်အတုတွေနဲ့စီပင်ကခွင့်ပြုချက်ရောက်ယူဆောက်လုပ်ခဲ့တာကြောင့် မြေပိုင်ရှင်က Fatherland Company ပိုင်ရှင်ကိုလိမ်လည်မှုပုံမှန်အပါအဝင်တခြားပုံမှန်တွေနဲ့တရားစွဲဆိုထားပါသေးတယ်။အဲဒီလိုပထမဦးစားတရားစွဲဆိုခဲ့ပြီးနိုဝင်ဘာလ10ရက်နေ့မှာကျောက်တရားမြို့နယ်တရားရုံးကဖန်ဝရန်ထုတ်ခဲ့ကဥကြုံမြင့်ကိုတိုင်းကျောက်တရားရဲစခန်းကိုလာရောက်အဖမ်းခံခဲ့တယ်လို့သိရပါတယ်။လက်ရှိချိန်မှာတော့တရားရုံးကနေဥကြုံမြင့်ကိုစမ်းမာရေးအခြေအနေကြောင့်ငွေကျပ်သိန်းတထောင်နဲ့အာမခံပေးထားခဲ့ပါတယ်။ပထမဦးစွာမြေပိုင်ရှင်နဲ့တရားရင်ဆိုင်နေရတဲ့ဖြစ်စဉ်ကိုကျောက်တရားမြို့မှရဲစခန်းက ပါးစောက်362မြင်းဆောင်2014ပုံမှန်420မြင်းဆောင်468နဲ့တရားစွဲဆိုထားတဲ့အတွက်တရားရင်ဆိုင်နေရတယ်လို့သိရပါဗျ။